ဘို့ဒီဗီယိုမှာတော့ chapter 6ရဲ့6.2.2ပေါ့နော်အန်ဂျင်ဂျာ species မျိုးတုံးတော့မဲ့အန်ရရှိတဲ့တရိစ္ဆာန်မျိုးစိတ်တွေအကြောင်းရှင်းပြပေးတော့မှာဖြစ်ပါတယ်မျိုးစိတ်မှာဆိုရင်တရိစ္ဆာန်ရှိမယ်အပင်အပင်ရှိမယ်တရိစ္ဆာန်ရှိမယ်ဆိုပြီးနှစ်မျိုးရှိရပေါ့နော်ဒီမှာဆိုရင်အပင်က5ခုအပင်က5ပင်းပင်တရိစ္ဆာန်က5កောက်ဆက်ပြီးတော့သူကဘာကိုအရင်ဆုံးပြောထားလဲဆိုရင်ဒီ အန်ဒညာစပီရှိအခန်းမှာကထူးခြားတာတခုပါပါလဲဆိုရင် IUCN ဆိုတဲ့ IUCN ဆိုတဲ့အတုံးတော်တခုပေါ်ပါတာအဲ့ဒီအတွက်ကြောင့်သူကဒီမှာဆိုရင် IUCN ရဲ့အကြောင်းကိုသူကအရင်ရှင်းပြ IUCN ဆိုတာဘာလဲမြန်မာစကားလုံးလားမဟုတ်ဘူးဆိုတော့ IUCN ဆိုတာကအင်္ဂလိပ်စကားလုံးဖြစ်တယ်အဲ့ဒါကြောင့်သူကအဲ့ရဲ့ definition ကိုသူကအရင်ဆုံးရှင်းပြ that international international ဆိုတာနိုင်ငံတကာဆိုင်ရာ union ဆိုတာကအဖွဲ့အစည်း for conservation ဆိုတာထိန်းသိမ်းခြင်းအတွက် conservation ဆိုတာထိန်းသိမ်းမှုအတွက် of nature တဘာဝ and natural resources တဘာဝအရင်းမြစ်တွေတဘာဝနဲ့တဘာဝအရင်းမြစ်တွေကိုဟိုထိန်းသိမ်းတဲ့အနိုင်ငံတကာအဖွဲ့အစည်းအဲ့ဒါကို IUCN လို့ခေါ်တယ် IUCN ကဘာလုပ်ပေးလဲဆိုရင် publish ထုတ်ဝေပါတယ်တဲ့ the red book the red data book red data ဆိုတော့ red ဆိုတာစိုးရိမ်ရတဲ့အခြေအနေရှိ data အချက်အလက်တွေ book စာအုပ်ကိုထုတ်ဝေခဲ့ပါတယ် မဆွေ IUCN လို့တာပြီးကအဲ Radiator ဘုတ်ရဲ့အလုပ်ဆောင်ခြင်းဆက်ပြီးသူကပြောထား Radiator ဘုတ်ဆိုတာဘာလဲဆိုတော့ which include ပါဝင်ပါတယ် delete ဆိုတာကဇယား of and danger မျိုးတုံးတော့မဲ့ endangered species မျိုးစိတ်တွေဘာလဲဆိုရင် အပင်ရဲ့ animal animal တရိတ်ဆန်အပင်ရဲ့တရိတ်ဆန်ရဲ့အတိတ်ဆန်တွေရဲ့မျိုးတုံးတော့မဲ့မျိုးစိတ်တွေအပင်တိုင်းတရိတ်ဆန်တိုင်းမဟုတ်ဘူးအပင်နဲ့တရိတ်ဆန်တွေကမှ of e မျိုးတုံးတော့မဲ့မျိုးစိတ်တွေရဲ့စင်ရင်းက include ပါဝင်ပါတယ်ဘာမှပါဝင်လဲဆို red data ပုံမှာပါဝင်ပါတယ်တဲ့အဲဆိုဒီ red data ပုံမှာမျိုးတော့မျိုးစိတ်တွေကိုမှတ်သားထားရပါတော့မှတ်သားထားရ list ရှိရဲ့အဲ့မှာအပိတဲ့တိရစ္ဆာန်တွေရဲ့မျိုးတုံးတော့မဲ့အဲဒီအမျိုးအစားတွေရဲ့ list တွေပါပေါ့ the red data ဒီ red data ဒီအရေးပေါ်ဖြစ်နေတဲ့အချက်လက်တွေအရဆိုလို့ရှိရင် symbolize ဆိုတာက symbolize ဆိုတာကတင်ကိတာဖော်ညွှန်းပါတယ် the wanny signs wanny ဆိုတာက သတိပေးတဲ့ sign signal ဆိုတာအချက်ပြစနစ်အသတိပေးအချက်ပြပြုလုပ်ပေးပါတယ် for အတွက် those species အဲ့ဒီမျိုးစိတ်တွေအတွက် those species ဆိုတာဒီပြောတဲ့ဒီ endanger ဖြစ်နေ species ရေပေါ့နော် endanger species of plant တဲ့ animal အဲ့ဒါတွေကိုအတွက် warning signs သတိပေးတဲ့အချက်အချက်ပေးပုံစံကိုတဲ့ simplify ပြုလုပ်ပေးတယ်ဘယ်သူကပြုလုပ်ပေးလဲဆိုရင် direct data ပြုလုပ်ပေးတယ်ဒါမှဥပမာအနေနဲ့ပြောမယ်ဆိုရင်ဒီမှာဆိုရင် IUCN status ရှိရင် IUCN အအခြေအနေကဘယ်လောက်ရှိလဲဆိုလို့ပြောပြောဒီမှာဆိုရင် NH ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင် ICS တက်ကဘယ်လောက်ဖြစ်လဲဆိုရင် critically NH ဒီဥပမာပြထားတဲ့အပင်၅ပင်အကောင်၅ကောင်ပါဆိုလို့ရှိရင်သူက critically NH က၅ခုစီမှာတစ်ခုစီပဲပါအဲကြောင့်အပင်မှာ critically NH တစ်ခုအဲတတ္တဝအတိရိစ္ဆာန်မှာ critically NH တစ်ခုဆိုပြီးမှတ်လို့ရပါတော့ ဖွရှာအန်နေဂျာအဲ့ဒါတွေကအဲ့အမျိုးစိတ်တွေအန်နေဂျာအသက်တွေချိန်ချောက်ခံနေရ if not အကယ်၍သာ protect တဲ့အကောက်ွယ်မခံရအောင်ဆိုရင် are likely တို့ရရဖြစ်လာနိုင်မှာအာဖြစ်လာနိုင်မှာ likely to be catch likely ဆိုတာဖြစ်နိုင်ဆိုရင် become ဖြစ်လာဖို့ instant မျိုးတုံးဖို့ in the future မနီးကပ်တဲ့အနာဂတ်မှာဆိုမကြရဲအနာဂတ်နီးကပ်တဲ့အနာဂတ်မှာမျိုးတုံးလာဖို့ likely to be can ရှိလာပါတယ်တဲ့ဒါဆိုရင်သူတို့မကောက်ဘူးဆိုရင်တက်ဒက်တာက species တွေအတွက် one design လုပ်ပေးတယ်။ species တွေကဘာမို့ဒီ energy ဒီအန္တရာယ်ချဲ့ချောက်ခံရ species တွေအတွက် one one signal လုပ်ပေးတယ်။ဒါတို့အကောင်အွယ်မခံရအောင်ဆိုရင်နောက်ထပ်ဘယ်လိုကို and ဆက်တယ်။အကယ်ကျလို့သာအကောင်အွယ်မခံရအောင်ဆိုလို့ရှိရင်မကြတော့အဲဒီကတဲ့အနာကမှာတို့မျိုးတုံးတော့မယ်တဲ့။ဟောပရာပေါ့နော်။ပြေတော့ဒီ energy species ဆိုတာက ဒီ biodiversity မြန်မာရဲ့ခေါင်းစဉ်အောင်မှာဖြစ်တဲ့ကြောင့် ICN definition ကြောင့်ရှင်းပြရအောင်ပါမြန်မာနိုင်ငံကြောင့်သာဆက်ပြောတယ်မြန်မာမြန်မာဆိုတာတဲ့ is moderately တင့်တင့်မြတ်တာဆိုတာ biodiverse ဇီဝမျိုးစုံမျိုးကွဲကျွဲဝသော country နိုင်ငံဖြစ်ပါလေမြန်မာဆိုတာဗါလဲဇီဝမျိုးစုံမျိုးကွဲတင့်တင့်မြတ်သွားဆိုတာကျွဲဝတဲ့နိုင်ငံ with many species many species of tree quit many species ဆိုတာမျိုးစိတ်များဆို of tree တစ်ပင်မျိုးစိတ်များဆိုတာဟောဒါလေးနဲ့ကြည့်ကောင်းမယ်နော်သူကအပင်အပင်เจ้าအရင်ပြော အပင်မှာဆိုရင် quit many species ဆိုတော့ trees ပါမယ် shed ဆိုတဲ့အချုံပုတ်တွေပါမယ် flowering plants ဆိုတဲ့အပင်အပန်းဝင်ပင်းနဲ့အပင်မျိုးစိတ်တွေပါမယ်နောက် grasses ဆိုတဲ့မြက်ပင်မျိုးစိတ်ပါမယ် grasses ညမှာဘာတွေပါမလဲဆိုရင် cross တွေပါမယ် carpetina တွေနေပါမယ်တခြားသောဂုံလျှော်တို့ဟုတ်လို့ပြောမြက်မျိုးစိတ်နဲ့တူတဲ့အပင်တွေလည်းပါ ဒါကိုတရိษံအကြောင်းဆက်ပြော anime ဒါပေမဲ့တော့ anime ဆိုရင်ချက်ရေးစရာမလိုဘူး။ဒီမှာခွဲပြီးတော့ခေါင်းစဉ်နဲ့ရေးပုံပြမှတ်မိအောင်လုပ်ထားပြရမှာနော်။ဆိုရင်တရိษံမှာဆိုရင် fish ဆိုရင်မှာဒါ amphibian ဆိုရယ်ကုန်းနေနေတဲ့တဝါပြီးတော့ reptile ဆိုရယ်ဒီကြွားကြွားတဲ့တဝါတွေနောက်ကဘက်ဆိုရယ်ငှက် နာမည်ဆိုရယ်လွတ်တိုက်ဒါအန်နီမဲမှာဘယ်နဲ့ကောင်းရှိလဲ sorry ဘယ်တစ်ခုကြံမြန် insert เนาะ insert ဆိုရယ် insert ဆိုရယ် insert ပုံမွားရယ် insert ပုံမွားရယ်ပြီးတော့ fish ငါပြီးတော့ amphibians ရယ် amphibian ကိုနေနေတတော်က reptile တွေကကိုနေနေတတော်ဆိုဥပမာဘာဖြစ်ဟာတို့မိချောင်းတို့ဘာ reptile ဆိုတာကသွားတာတတော်ကအဲ့ဒီသွားတာတတော်ကအဲ့ဒီကောင်တွေကဘာလဲဆိုရင်ကိလေချောကနေစသွားတာတတော်ဆိုတဲ့ reptile ပေါ့အဲ့ဒီခြေနေတဲ့ခြေတိုးတဲ့ တက်တော်မျိုးပြောတာပိုဖြစ်နိုင်တယ် reptile ဆိုတော့မွေတွေပါတယ် bat ဆိုရဲငှက်နောက်ခု mammal ဆိုရဲ mammal ဆိုရဲ no type တက်တော်ကြီးပါတယ်ဗောနော anime မှာအားလုံးပေါင်းဘယ်နှကောင်ရှိလဲဆိုရင်တင်းဆက်ထည့်မယ်ဆိုရင်6កောင်ရှိတယ်အပင်မှာဆိုရင်4ပင်ရှိတယ်အဲ့တောင်ကွာစဉ်းစားပြီးရေးလိုက်အပြည့်4ပင်ရှိတယ်ဒါပထမဆုံးအပင်ကြီးနောက်အပင်ကြီး trees chefs flower black crescent ပြီးတိတ်ဆန်အောင်သွားမယ်ပြီးရင် insect face amphibian reptile passman မယ်ဗောနော်အခြားသော life other life ကဘယ်နှခုရှိလဲဆိုရင် ဖန်ချိုင်းမှုရှိမယ်မိုက်ခရိုအော်ဂနိုက်ဇင်ဆိုရဲဒီအနုစီဝပူပွားရှိမယ်ဒါဆိုရင်ကိုကဒါလေးကိုမှတ်ရလွယ်သွားပြီပေါ့နော်ကိုကဆိုရင်စပြီးတော့စဉ်းစားမယ်ဆိုရင်တောက်ခုရှိရဲအပင်ရဲတရိတ်ဆန်ရဲအခြားသောအာသာဖော်လိုက်ဆိုတော့ပထမဆုံးအပင်ကြောင်းစဉ်းစားမယ်နော်ကိုရေးခါအပင်ကြောင်းစဉ်းစားမယ်အပင်ဆိုတော့ဗာလာမယ် tree လာမယ် fichet လာမယ် flowering plants လာမယ် grass လာမယ်ပြီးပြီးအပင်ပြီးသွားပြီပြီးတော့တရိတ်ဆန်6ခုတရိတ်ဆန်6ခုဆိုတဲ့အကြောင်း insect ရဲ fish ရဲ amphibian ရဲ reptile ရဲ fish bass ရဲ mammal ရဲ ပြီးတော့ other for so like ကဘယ်နှခုရှိလဲဆိုနှစ်ခုရှိရဲအဲ့ဒါပါရင်ဆိုရင် fan ကြားရဲ့ micro ohms နော်ရမယ်လို့ထင်ပါတယ်ဟောဒါလေးကိုတပုံရိုက်ထားခြင်းအဲရိုက်ထားပါတော့ဒီပုံလေး sorry ဒါလေးတပုံရိုက်ထားခြင်းနော်တော်တော့သူကမြန်မာနိုင်ငံအကြောင်းဆက်ပြောတယ်။ဘာလဲဆိုရင်တဲ့သူက သူပြောချင်တဲ့အကြောင်း energy species ကဘယ်လောက်ဘယ်လောက်ရှိရဲအကြောင်းသူပြောချင်တာအဲကြောင့် about မိပါ150 mammal species 250လောက်ရှိတဲ့ mammal species တို့တက်တော်တွေဘိုးသံပထားပုံလဲ6600 fast ရှိရဲပြီးတော့80 reptile ရှိရဲ9000 plus ရှိသူကဒီမှာအရင်ကနည်းနည်းကောင်းပြီးထားအောင်နော် members အရင်လာတယ်ပြီးတော့ pass လာတယ်ဟိုဒီလိုချက်လည်းရတယ်အနည်းအများချက်လည်း drop time လာတယ် plus ကိုမှကိုချက်တဲ့နည်းရှိရင်လည်းအဆင်ပြေပါတော့ဒီမှာဆိုရင်ကိုကျွန်တော်အနေနဲ့ profile ပေးချင်တာကဒီလိုမျိုးလေးခွဲပြီးတော့ဒီလိုများလေးနဲ့ထိုးပြီးတော့ကိုယ့်အကူအရင်ဆုံးရေးကြည့်ရေးကြည့်ပြီးတော့မှပြန်ပြီးတော့မှအဲပြန်ပြီးတော့လုပ်မယ်ဆိုရင်ပို့ပြီးအားပေးရပါဘောဆိုဒါမျိုးလေးကြောင့်ရှင်းတယ်နော်ဒါမျိုးလေးကြောင့်ရှင်းတယ်ကျွန်တော်ဟုတ်ပြီမဲ့မဲ့ဆိုရင်များလေးထိုးဘလောက်လဲ150နော် switch ရေပူပါဝါ sorry ဘောဆိုပတ်ဘတ်ဆိုရင် မိုးတန်ဘလောက်ရှိလဲကျွန်တော်ဒီမှာအပေါက်ဆိုတော့သူရေးတာ250မှန်တယ်ခေတော့မိုးတန်1600ရှိနော်မိုးတန်ဘတ်စ်ကမိုးတန်1600ရှိရဲတော့ reptiles ကြီးကအားလုံးပေါင်းသူ့ရဲ့ဥစ္စာကဘလောက်ရှိ380တော့ရှိတယ်ဒါမြန်မာပြည်မှာ plants ကမျိုးစားပေါင်း9000ရှိတယ်။ဟောအဲ့ဒါနံပါတ်ကလေးမှတ်မိအောင်ဒီလိုလေးရေးလိုက်အစီအပြေတချို့ကြတော့အဲ့လိုမလို့ဘုရားအနေနဲ့ကအိမ်ဆုံးအပြောက်9000အများဆုံးအပင်တို့ပြီးတော့1600ငှက်ပြီးတော့380 reptile 150မမဲဆွေးရှိဆိုပြီးအဲ့လိုမျိုး ။ဘုရားရင်နဲ့အောင်ပတ်လဲရအောင်ဆိုတော့ဒီလိုမျိုးလေးပုံစံရတဲ့မှလည်းအစီအပြေပဲ။ကိုယ်အစီအပြေဟာကိုရရတဲ့ဟာကိုပတ်ထားအဲ့ဒါကိုသတိကင်ပြီးတော့သိချအပိုင်းသိချသိကြည့်ကြလို့ဘုရားနော်။ခဏန်းနေရမှားလို့ရှိရင်မပေးတော့ပါ။အာ recorder ရေမြန်မာအဲ့ကောင်တွေကို recorder တော့သူကဖာလုပ်ထားလဲဆိုရင် recorder species ရေမြန်မာမြန်မာနိုင်ငံမှာသူတို့မှတ်တမ်းတင်ထားပါတယ်တဲ့။အမှန်တမ်းဒါတော့ number 1တော့မဟုတ်ဘူးเนาะ sorry ဒါတစ်ကတည်းကစနေ အမှန်တမ်းဆိုဒီထဲမှာမားတဲ့339 species မှန်မယ်ဒီ notated တော့ဘာနဲ့ကောင်းရှိလဲဆို39ကောင်း39အမျိုးအစားနောက်တစ်ခုမာစတာနေရရှိမယ်မှန်မဲက39 bass က45ပြီးတော့ reptile က97 plants က38ဒါဒီလိုမျိုးလေးနေများလေးထိုးပြီးတော့ဒီလိုမျိုးလေး global ပြီးတော့ဒါ global တော့ဘာဖြစ်လဲပေါ့နော်အဲ့အမျိုးအစားရ globally တွင်တဲ့မြန်မာပြည်အဲ့မှတ်တမ်းတင်ထားတဲ့ဒေတာမှာ 39မျိုးเนาะအကုန်လုံးဖြစ်တာမဟုတ်ဘူးဘာ250လောက်ရှိရဲမှာအကုန်လုံးကအန်ဒင်ဂျာဖြစ်တာမဟုတ်ဘူး39မျိုးဟာအန်ဒင်ဂျာဖြစ်တယ်ကျွန်တော်အမျိုးအစားပြောပြောထားတာဗောနော်အမျိုးအစားတွေကြောင်ပြောထားတာအကုန်လုံးသူတို့အားလုံးတိတ်ဆာလို့ရေတော့ပါဘူးနော်39မျိုးအဲ့ဒီမှာ39မျိုး40နဲ့ဘက်ဆိုရင်45မျိုးပြော reptile ဆိုရင်21မျိုးနဲ့ plus ဆိုရင်38မျိုးကဘာဖြစ်လဲဆိုရင်သူက globally တော်တဲ့ကဘာလုံးဆိုင်ရာချင်းချောက်ခံနေရပါတယ်တဲ့ အဲ့ဆိုသူအနေကြဖြစ်တယ်ဆိုရကြအောင်ကဘာလို့ဆက်အချင်းရောက်ခင်တယ်ဆိုရစကလုံးနဲ့တုံးရော globally တွေ့တာတုံးတာပါနော်။ဒါလွဲနေတဲ့ကိုဟာကိုကြက်ပါနော်။ဒါဆိုရင်45ဒီကျော်လည်း3 39တော့များနေရပြီးတော့38 21အရင်ဆုံးနံပါတ်ကိုမှတ်ပြီးမှပြီးနာအဲ45အများဆုံးပါ best ဖြစ်မယ်အဲ့လိုမျိုးမှတ်မိရလေကြက်ကြပါနော်။အခုအဆင်ပြေလို့ကြက်ကြပါ။ဒါကြက်ဒီဘက်ရောက်သွားပြီဒီဘက်ကကြတော့ဒါဆရာဒီပေါ့ ဒီပိုင်းမို့သူတို့ကဘလိုမေးတိုက်လေးရှိလဲဆိုရင်မနော်နောက်ပိုင်းကျပြောပြောပြတာပါဆိုတော့သူကဟုတ်အပေရဲ့တိရစ္ဆာန်ရဲ့ဟိုနှစ်ခုပေါင်းပြီး10မှတ်တံမေးလေးရှိအဲကြောင့်ကဲရကွာဒီမှာတက်တခုမှရေးသွားပြီအဲ့ဒါတမတ်ရော့ပြီတခြားအဖို့တွေထပ်သူကပူဆိုးတယ်တေချာလဲရနိုင်တယ်အကဲကိုရာကြီးအောင်တေချာချက်ထားလို့ပါခဲ့မယ်ဆိုရင်ဆယ်မှတ်ကိုကိုကပိုင်ပိုင်နိုင်နိုင်ရောက်နိုင်တယ်မနော်တေချာလုပ်ထားလို့ဆန်းအိစမဲအချို့တော့ဥပမာ of an danger species မျိုးတုံးတော့မဲ့အနေရှိရဲ့အချို့သောမျိုးစိတ်တွေအင်းမြန်မာအာမြန်မာနိုင်ငံမှာရှိတဲ့အချို့သောမျိုးတုံးတော့မဲ့သိစံတွေရဲ့ဥပမာအချို့ပါတဲ့ of as follow အောက်ပါတိုင်းဖြစ်ပါတယ်တဲ့နံပါတ်1နံပါတ်1កောင်းပါပါလဲဆိုရင်កញ្ញិមិនបងเนาะកញ្ញិមិនနံပါတ်1ရဲ့ sign twin definition ရပါလဲ digital carbon GIP ကျော်ဒီမှာ pronunciation ကိုလောက အသားမပေးပါဘူးကိုမှတ်နိုင်မှုအတွက်ပဲအသားပေးသွားပါမယ် TIP D R O C A R P U S Ditto Carpus နော် PR A L A L A T U S Ditto Carpus Editor ဘာလို့ဆိုနောက်ပိုင်းကျရင်ကိုယ့်အောက်ကိုထွက်ပြီးနေလာလို့ရတယ်ဒါပေမဲ့ကိုယ်စာဝဲမှာကိုထွက်တဲ့အတန်ကကိုရေးမဲ့စာနဲ့ကိုဒီအတန်ထွက်လိုက်တာနဲ့ဒီစာကိုတိတိကျကျတည်ပြီးရေးနိုင်ဖို့အတွက်ပဲစူးစမ်းပြီးပါလို့ကျွန်တော်မြစ်တာရခင်ပါတယ်အဲဒါတကယ်အကျိုးပေးပါလိမ့်မယ် common name အဲအင်္ဂလိပ်တွေပုံမှန်ခေါ်ရတဲ့နာမည်ကတော့ ုံမှန်တစ်ခေါက်ချရနေမယ်ကကာဂျန်ထရီတော့ကွန်မွန်နိဆိုတာသူတို့အင်္ဂလိပ်တွေခေါ်နေမယ်မြန်မာနေကြတော့ဒါမြန်ကလေးနဲ့ရေးထားလို့ပြောလို့ရတယ်ကာဂျန်ထရီလို့ခေါ်တယ်ပြောမြန်မာနေကြတော့ဘယ်လိုခေါ်လဲကဉ္ညင်ပင်လို့ခေါ်တယ်တဲ့သူရဲ့အရေးပေါ်ပေါ့နော် IUCN ဖြစ်တဲ့အခြေစတေဂျာဘလောက်ရှင်လဲဆိုတော့အန်ဒင်ဂျာစီရှိပါတယ်ဒီမှာဆိုရင် critically endanger ကမှတ်ရမှာပြင်မှာအပင်မှာဆိုတခုအာတက်တော်မှာဆိုတခေါက်နော် critically endanger ဖြစ်တဲ့အပင်အားဆိုရင်အဲတခွာနဲ့ဖြစ်တဲ့အပင်မှာဆိုရင်ဒီ critically endanger ဖြစ်တဲ့တရိတ်ဆန်အားဆိုလို့ရှိရင် အာ critically endanger ဖြစ်တဲ့တိရစ္ဆာန်ဆိုလို့ရှိရင်အာဒီ star tortoise ရဲ့ကျဲလေးပေါ့နော်ကျဲလေးပဲဖြစ်တယ်ဆက်ပြောပြပါမယ်ပြီးတော့နောက်တစ်ခုက scientific နဲ့ number 2ကဘာလဲဆိုရင် mahogany mahogany ဖြစ်တယ် scientific နဲ့ကတွေ့သိပ္ပံနာမည်ကကြတော့သိပ္ပံနာမည်ဆိုတာအရင်ကသင်ခဲ့တဲ့ biological system နံပါတ်1လုံးတွဲစနစ်အဲ့ဒါကိုအခြေခံထားတဲ့ အဲဒိမတ်နာမည်ပေါ့နော်အဲတိုက်ပတ်မညာရှင်နေတုံးတဲ့နာမည် scientific name ဟာဆိုရှင် SWRE swine T T anionia swininia MACRO MACRO micro PHY elephila swininia microphila အဲ့ဒါကိုအဲဒီအင်္ဂလိပ်တွေခေါ်တဲ့အင်္ဂလိပ်လူမျိုးတွေအင်္ဂလိပ်လိုရေးတဲ့စကားလုံးဆိုရင်ပုံမှန်လေးပြောက်မှာဘယ်လိုခေါ်လဲဆိုမဟော်ဂနီလို့ခေါ်တယ်မြန်မာနေရကြတော့မြန်မာကြီးခေါ်တာကြတော့မြန်မာနေဖြစ်တဲ့မဟော်ဂနီပဲသူရဲ့ ် ICN အရေးပေါ်ခြေလေးဆင်ရဘလောက်ရှိတယ်ဆိုအန်ဒင်းညာရှိရှိတော့ scientific နဲ့ scientific နဲ့သိပ္ပံနာမည်ကသူက SCCPHA LO LOTA HUS Cephalodes Manii MAN and then NII Manii ဆိုပြီးဖတ်တယ်ဘာလို့ကျွန်တော် I နှလုံးမေးမှာဆို Manii ဆိုပြီးဖတ်လိုက် I မဟုတ် Manii ဆိုဖတ်နော် Manii ဆိုပြီးဖတ်လိုက်တယ်အဲ့ဒါကသူရဲ့ scientific name နော်ဒီမှာ Cephalodes တစ်ချက်နာ Manii ဆိုပြီးဖတ်လိုက်ရပါဘူး တချို့ရရေးပါများရကြက်ပါများလိုက်ဘာပြဿနာဖြစ်လဲ cephalosis mania ဆိုဒါတဆက်ထဲလား cephalotus cephalosis မှာဖြတ်တာလားအဲ့လိုမျိုးမှားတတ်တယ်เนาะအဲအကြောင်းသတိထားပေးပါ cephalotus တချက်နာပြီး mania mania ဆိုရင်အနောက်ကစကလုံးတွေကပါလေအသေးပဲရေးတယ်အရှိတ်စကလုံးကအကြီးရေးဆိုတာသိဖို့လိုပါတယ်ကြီးသေးပေါ့เนาะကြီးသေးသွားကြီးရမှငင်အဲ့လိုသွားမှာเนาะ common name common name ဆိုရင် man plan you ပေါ့เนาะ man plan you လို့ဒါအင်္ဂလိပ်တွေကခေါ်တဲ့ man man ဒါတတိယအန်နှလုံးနော် PL your plan YU ခေါ်ရမြန်မာနေရကြတော့ကြောက်ချင်းရှုပင်လို့ခေါ်တယ်ကြောက်ချင်းရှုပေါ့နော်ကြောက်ချင်းရှုမြန်ကလေးဆိုမယ်မတိကြရေးမရမယ်ကိုကမြန်မာဆိုပြောဟာဒီစကလုံးမဟုတ်ပဲငါ့ဘာငါအတန်ထွက်တာရေးမယ်ဆိုမရအောင်တော့လုံးဝမပေးဘူးတခုကပါလဲဆို ICS တဲ့က anti-ja မျိုးတုံးတော့မဲ့ anti ရှိပါတယ်တဲ့နော်အတွေ့အစင်ကမျိုးတုံးတော့မဲ့ anti ရှိရဲ့နောက်ခုလာမှာဆိုရင်ဒီကောက်တခုတည်းသော critically anti-ja number 4 side effect နေရသူက ပါဖိုပါဖီယိုเนาะပါပီး PHIO PEDIO ပါဖီယိုဟောပတီပီဒီလန် WDI WARDI မဆိုဆိုပါ PA PA ပါ PHIO CO PEP DI LUN ပါဖီယိုပီဒီလန် WARDI DIO DI DI WDI ဆို RDI DI တဝါဒီအိုင်ဒီအိုင်ဒီအိုင်ဆိုပြီးတော့နှစ်အိုင်နှလုံးကျော်အိုင်ဆိုပြီးပြတယ်မိမှာဆိုလို့ပေါ့နော်။အဲဝါဒီအိုင်ဆိုကျွန်တော်က ထပ်လိုက်တယ်အဲ့ဒါကျွန်တော်တို့ခေါင်းထဲမှာကျွန်တော်ခေါင်းထဲမှာပေါ့နော်အဲ့ဒါကအဲ့လိုမျိုးစကလုံးအတိကျထွက်လာစေပေါ့နော်အဲ့ကြောင့်ပါကိုယ်လည်းအဲ့လိုမျိုးအတိကျထွက်စေမှာဟာရွေးချယ်ပါပေါ့နော်ကိုမိုးနေခလူပါပြောပြောတကယ်ဆောင်းဝဲမှာကိုရင်းနိုင်ကိုအောင်းနိုင်သူပဲအဲ့လောက်အောင်းနိုင်သူဆိုတာမရှိဘူးနော်အဲ့ကြောင့်ပါကိုမိုးနေတွေ့နောက်ပိုင်းကျရင်တော့ပြင်နော်ဆောင်းဝဲပြီးသွားရင်တော့ကိုမိုးနေကောင်းဆောင်းဝဲဆိုဟိုအစ်စ်ကြီးပြီးသွားရင်တော့ပြင်နော်အဲ့ဒါဘွားဖြစ်ပြီမအားတော့ဆောင်းဝဲမှာပြင်နိုင်အောင်းနိုင်သူပဲကိုမိုးနေ သူအင်္ဂလိပ်လေးခေါ်တယ်များ flat orchid လို့ခေါ်တယ်မြန်မာရဘာလို့ခေါ်လဲဆိုရင်တစ်ခွာနဲ့တစ်ခွာဒါ JH ID တစ်နော် JH ID K W ခွာ K H W ခွာအဲ့ဒီနဲ့တစ်ခွာနဲ့လို့ခေါ်တယ်သူရဲ့ ICN state ကဘာလောက်ရှိမလဲဆိုလို့ရှိရင်သူရဲ့ဒီဘောအရေးပေါ်ခြေလေးရှိတဲ့ international ကနေ set ထားတဲ့အားကဆိုရင် critically energy သူတခုတည်း critically energy အကျန်းအားအလုံး energy နောက် scientific နေသိပ္ပံနဲ့များဆိုရင် RH ရော DO အာ DO DO DN တန် DO ရော RO တန် RO a r r b o r e n rhododendron r e u n rhododendron arboreum ပေါ့နော် rhododendron တစ်ချက်နာပြီးတော့ arboreum သူ common name ကဘာလဲဆိုရင် rhododendron ဖြစ်တယ်အဲမြန်မာနေရဆိုရင်အဲတောင်ဇလက်ညီပေါ့နော် t a u n g တောင်ဇက် a l e d ဇလက် n i g တောင်ဇလက်ညီတောင်ဇလက်ညီပန်းညာဗမာအဓိကတွေ့ရတယ်ဆိုရင်ချင်းပြည်နယ်မှာအဓိကတွေ့ရတယ်ချင်းတောင်တန်းတွေမှာပဲတွေ့ရတယ် ICS state ကလည်းသူက energy မျိုးတုံးတော့မဲ့ energy ရှိပါတယ်နောက်တစ်ခုဖယ်လို့သွားအောင်မှာ ဒါ side effect နဲ့နေဟိုဒီမှာဒီလိုမျိုးလေးပေါ့နော်ခေါင်းစဉ်လေးနဲ့ကိုအိမ်မှာပဲအဲ့လိုပေါ့ရေးပြီးတော့ကတ်ထားကြည့်ကတ်ထားပြီးဒါလေးကပို့ဖြစ်ပြီးရေပေါ်လာကြတော့နည်းနည်း machine ရှုပ်တက်တယ်ပေါ့နော်အားကြောင့်အာကိုကဒါလေးနဲ့အရင်ဆုံးရေးချက်ပြီးမှခိုးလိုမျိုးပြန်ရေးချက်လဲဆင်းပြီးဒါလောက်နဲ့တော့မထားနိုင်ဘူးဘာလို့ဆိုတော့တော်တော်များအဲ့လိုဒီလိုမျိုးပုံစံနဲ့ရေးချင်ဒီခေါင်းစဉ်တွေမေ့သွားတယ်ခေါင်းစဉ်မေ့သွားရင်သွားသတ်မှတ်မှမရဘူးဘာလို့လဲဆိုတော့ဒီဘေးနာကနော်ဒီရရလို့ဒီရမရေးပြီးဘူးဆိုလဲသတ်မှတ်မှမရပါဘူးနော်ကြိုပြောထားတဲ့ဒီဘေးပတ်ဆရာရရလို့ ဒီအမျိုးဆိုတော့တမမမပြောင်းဒီနှစ်ခုစလုံးပါမှာတမတ်စရပါမယ်နော်โอเค7မှာအဲ့လိုတမတ်ဖေးမှာပါနော်နှစ်ခုစလုံးပါမှာတမတ်ရမှာတစ်ခုပါလို့တမတ်မမရပါဘူးနော်တမတ်မမရပါဘူးကြိုးပြောပါတယ်နော်ဒါအမှတ်ရကြအောင်လုပ်ထားပါဗျာ scientific name ညာပါလဲဆိုရင် sorry digital carpus to commonia cargentry now can ဟိုနေက canyon engine ်ဒါပေမဲ့ scientific macro file လား scientific scientific ကွက်ချက်အဲ့လိုချက် scientific ဆိုချက်အမြင်ရလွယ်လို့ချက်တရားလေးချက်ခါချက်ချက်စီအဲချက်ကြီးချက်ဘာလို့ scientific macro file လားပြီးတော့မဟောဂနီမဟောအဲပြီးတော့ညမာလေးမဟောဂနီအန်နေကြပြီးတော့ scientific name civalodes manii common name membrane new မြန်မာနဲ့ကြောက်ချင်းရှု tension state ကအန်နေကြပြောမယ် scientific name pavio pedilan wadii common name ကပါလေ black orchid မြန်မာနေရာသစ်ခွားနဲ့ ICC ကခရီးခရီးအန်နေကြပြောမယ်မြန်မာ assignment တွေက Rotterdam တို့ Aborian ကိုမွေးနေက Rotterdam တို့မြန်မာနေကတောင်စလက်နီ ICC တွေကအန်နေကြပြီเนาะအဲ့လိုမျိုးကြည့်ဒါပြောကြတော့ကတ်ထားရင်အရန်ရှင်းတယ်နော်အခုဆိုရှင်းသွားဆိုင်တဖြစ်နေတော့ရောင်းရောင်းဆိုင်တဖြစ်ပြီးဒီခါကျတော့ဘကုံမင်းလာမယ်ကញ្ញင်လာမယ်အရင်းရလာမယ်ဆိုရအဆင်ပြေဘောနော်ခေါ်လာချက်နည်းနည်းရှာတော့နော်ပြန်ပြောလေးလောက်ထားပြပါအာချက်တဲ့ခါကျရင် ဒါလေးက prefer ဖြစ်စီမယ်ရေးခါကျရင်ဟိုတိုင်းအတိအကျရေးစီချင်တယ်နော်ဟုတ်ပြီဖုန်းတွေကသာအဓိကနော်ဖုန်းတွေစာအောင်အကောင်းဆုံးစာအောင်ပေးစမယ်ဥပမာ sense ဆိုတာအချို့ energy ဆိုတာမျိုးတုံးတော့မဲ့ energy ရ party break speech အဲကြောရရှိတက်တော်အရာအင်မြန်မာမြန်မာမှာရှိအချို့တော့မျိုးတုံးတော့မဲ့ကြောရရှိတက်တော်ဟာဥပမာများပါတဲ့ scientific နေသူရဲ့သိပ္ပံနာမည်အရဆိုရင် elephant နာမည် E L E P A A S MHI MUS Elephant Maximat တို့ common အင်္ဂလိပ်တွေခေါ်တာကဗာလဲ Asian Elephant နော် Glacier တွေအစမှာ Asian Elephant တင့်နေစမြန်မာနေဘာခေါ်တာဆင်လို့ခေါ်တယ်တို့ Asian State က Asian အခြေအနေကဘယ်လောက်ရှိလဲဆိုရင် energy မျိုးတုံးတော့မဲ့ energy ရှိတယ်မဆင်မျိုးတုံးတော့မဲ့ energy ရှိတယ်ပေါ့နော်ဒီကကတတော်တွေစလို့ရဲ့စကြက်မြေနေဝါးကြောင့်ဖြစ်တာပေါ့ဟုတ်ကု scientific နေဒီဘက်နေ scientific နေကဗာလဲ Rusaver IU Ru CR Rusaver VS Rusaver EL ကြီးရတဲ့ ADI THA MIB ဒီဆရာမအကျိုးဆရာအကျိုးအကျိုးဆရာကျောင်းကိုသင်ပေးသွားတော့ ID သမင်လို့ပြောဖတ်တယ်မနော်ကျွန်တော် ADI ဆိုလည်းဖတ်ကြည့်ပါ I နှလုံးပါတတိယ ADI user base ADI သမင်လို့လည်းဖတ်ကြည့်ပါနော်ပေါ်ပြတော့သူ့ရဲ့နံပါတ်2ကွန်ပျူတာရပါတယ် add သမင်ပေါ့နော် add ADI သမင်ပေါ့ EIDS add TIDR ADI sorry ADI ဆိုသမင်အခုမြန်မာနေကကြတော့ရွှေသမင်ပေါ့နော် IGS တက်ကအန်ဒေဂျာဖြစ်တဲ့ကိုဒီမှာတေချာတော့ကိုအထွက်တဲ့အတန်နဲ့ကိုတေချာလိုင်းလုံးနိုင်အကိုလိုက်ရင်းနိုင်တဲ့ဟာမျိုးအပဲအတန်ထွက်ပါနော်ဘယ်သူဒူရန်မတူကြလို့ပါနော်ဒါပေမဲ့သုံးရပါလို့ဆိုရင် sign effect နဲ့မြန်မာဒီ statement ပြန်ရခေါ်ရတဲ့နာမည်ဖိုင်လို့မြေ system ကခေါ်တာက Australia နော်ပြောအရှိမစကလုံးကအကြီးနောက်မှာအသေးနော်ကိုလုံးအကြီးမဟုတ်နော်ဒါစကလုံးပဲဒါသူ့နာမည်ခွန်ဆက်ဒီတေချာဖိုင်လို့မြေ system တင်ပြီးလို့မှတ်မိအဲ့ဒါသုံးတဲ့ Australia မျိုးတွေဝင်က Prefire Street Rusa Fast နဲ့ Adrian တမင် ။ဒါကြမ်းတမင် Elifas ကနေ Maximus နော် Okay အဲ့လိုမျိုးသွားတာ။ Porcella ဆိုရယ် OR CAE LL Porcella PIV လူဆိုရင် Homo ပြီးတော့ Spian အဲ့လိုလား။ပြီးတော့ဒီမှာဆိုရင် BRE Brief VIR ကို Fire SIR Strict Pre Virus Strict Porcella Pre Virus Strict အဲ့လိုကျွန်တော်ကဖတ်တယ်အဲ့ဒါဆိုကိုပို့ပြောမှတ်မိရလို့ user အဖြစ်လို့ပေါ့နော် common name သူတို့အင်္ဂလိပ်တွေပုံမှန်ခေါ်ရတဲ့နာမည်က ARD.IRD.V နော် ARD မဟုတ် ARD နဲ့မှတ်တယ် တော့ ARD လို့ခေါ် IRD လို့ခေါ် ARD ပြုတ်လဲ IRD မြစ်လို့ခေါ် IR A IR analo A W A D Y IRD D O L P D O L ပေးဆိုင် dolphin IRD dolphin D အခန်းက DO D အပိုင်းရပါတော့လောကရေးကြရမှာပါနော်လောက present တဲ့ကြက်ရုံနဲ့ဘယ်လိုမှမရဘူးနော်ရေးကြမှရမှာပါမြန်မာနဲ့မြန်မာနေရဲ့နေမှာ ICS state ကအန်ဒေဂျာဇီယာယိုရေးကြထားအပိုင်းပတ်တယ်လို့လည်းရေးကြတော့မြန်မာရေးကြထားတဲ့သူက ပါလာရင်မဖြစ်နိုင်မဖြစ်နိုင်မှုများရည်ပေါ့နော်အဲ့လိုပြောအဲ့လောက်တောင်ပြောပြရကျွန်တော်ဆိုအတော်ကြီးချေးကျက်ခဲ့ရဒါကြောင့်မလို့ပါ scientific နေနံပါတ်၄နံပါတ်၄ရဲ့ scientific နေကဘာလဲဆိုပါဖို့ PAV ကိုပါဖို့ muti gas muti serious muti gas ပါဖို့ muti gas PAV ကိုပါဖို့တစ်ချက်နာ muti muti by muti serious gas ပါဖို့ muti gas ကျွဲ common နေသူခေါ် common ခေါ်နေမှာဆိုရင် grip p found လို့ခေါ် pr found လို့ခေါ်ရရဲ့ grip p a pr အာ for for peer for လို့ခေါ်တယ်။သူမြန်မာရေခေါ်တာမြန်မာနိုင်ငံကဘာလို့ခေါ်လဲ down လို့ခေါ်တယ်။ ancient state ကသူ ancient အချိန်တွေကဘယ်လောက်ရှိလဲဆိုရင် endanger မျိုးတော်တော်မဲ့အနေရှိပေါ့နော်။နောက်ခုနံပါတ်5နံပါတ်5ကျတော့ scientific နေရသူ scientific နေရဘာလဲဆိုရင် scientific နေ scientific နေရ geo chi lo g o c h e g အဲ့ဒါလို geo chi lo p l a t y n o d a နဲ့ geo chi lo platinum တာ ဂျူဂျီလိုပလက်တီနိုဒါမှာဆိုလို့ရှိရင်အာဂျူဂျီလိုပလက်တီနိုဒါပေါ့နော်တူ GEO CHE LON ဂျူဂျီလိုဖတ်တူဖတ်ရတာအဲ့လိုမျိုးပေါ့နည်းနည်းကိုမှတ်လွယ်တဲ့ဟာနဲ့မှတ်တာပေါ့နော် PL DY ပလက်တီ NOTA ပလက်တီနိုဒါဆိုပြီးကျွန်တော်ပြောတယ်ဗျာဂျီယိုချီလုံးတစ်ချက် နာပလက်တီနိုဒါနော်ဒီမှာဒီမှာဆက်လို့ sorry ဒီမှာဆက်လို့အကြည့်ဒီမှာဆက်လို့တိတ်နော်ပြီးတော့ကိုမိုးခေါ်ရတဲ့နာမည်ကကိုမိုးနေရာဘာမီစတာဒေါ်ဒက်နော်ဘာမီစ ဘာမေအဖေကအကြီးနော်ဒီမှာအသေးကြီးလဲကူးဆိုင်ပါအသေးကြီးမားရင်လည်းမပေးဘူးနော်တန်လေတော့မှန်အောင်ရေး star dot this star dot this မြန်မာနေကမြန်မာနေကဘာလို့ခေါ်လဲကျဲလိတ်လို့ခေါ်တယ် KYE ကျဲ LL လိတ်ကျဲလိတ် IG status က IUC ကျင်တာ critically အနေကြပါနော်ဒီအပင်မှာဆိုရင်တခွားနဲ့တရိစ္ဆာန်မှာဆိုရင်ကျဲလိတ်ညမှာပါမစ်စတာတိုတဲ့ဂျီဂျီလုံးပလက်တီနိုအဲ့ကောင်တွေက critically အနေရပြီးတယ်။ကျန်တဲ့ကောင်အားလုံး ICC ကအနေရချင်နော်မမပါပါစီနဲ့။ဒီခါမှာနော် ကွာစကြရဲတေးကြအောင်လို့ပါဘာလို့လဲဆိုတော့နောက်ပိုင်းကျရင်ကိုမောင်းဝိုင်ဟာတဝက်ပေးလားလို့နည်းနည်းလေးလွဲရလားဆိုတော့ပြောနေတာကအိပ်ပဲမရှိနော်တကယ်တကယ်သွားပြီပဲနော်အဲ့ချင်ချင်တကယ်သွားပြီသွားခဲ့ပြီပဲသွားခဲ့ပြီဒီပဲနော်အဲကြောင့်တကယ်ကြက်တဲ့ခါကျအသေးချရေးချက်နဲ့ကြိုက်တဲ့အချိန်မျိုးစစ်တိကြကြနော်တော့ကဝေဝါးခြင်းမရှိပဲဝေဝါးခြင်းမရှိပဲဖြေနိုင်ရမယ်ဝေဝါးခြင်းမရှိပဲဖြေတဲ့အဖြစ်အားနဲ့ကွက်တီပြန်တိုက်ခြင်းမှန်ရမယ်အဲ့လိုဖြစ်တယ်အဲ့ဒါမှဒီဟိုကဖြေနိုင်ပါမလို့နော် ဟုတ်ပြီဒီမှာပြန်ဇာတ်လေးနဲ့လုံထားပေးပါရစေကျွန်တော်မှ post နဲ့လည်းတင်ထားပြီเนาะဟုတ်ပြီ scientific name scientific name ရဘဲ common name ရမြန်မာ name ရ ancient season ၄ခုပဲရှိတယ်เนาะ so elephas maximus asia elephas sin anger ပြီးတော့ scientific name reserve adi တမင်ဘဲ common name အတမင်မြန်မာ name ရွှေတမင် ancient season anger scientific name ocella revile ရွှေ common name aridophe မြန်မာ name လင်းပိုင် ancient season anger scientific probability gas common grain pr flow pr form မြန်မာနိုင်ငံထောင်းအိုင်းစင်စစ်တဲ့အန်နေကြအာဆိုင်နေဗနေဂျီယိုချီနိုပလက်တီနိုတာကွန်မွန်နေဘာမစ္စတာတိုတစ်မြန်မာနေကျဲလေအာခရစ်အာပြောအန်စီယန်စေကခရစ်ကလေးအန်ဒီဂျာနော်အဲ့လိုမျိုးလေဒါလေးကိုကွာကျဲရင်ကျက်ထားမို့လဲမှတ်မှတ်ထားပြီးတော့အာကပ်အိမ်မှာလည်းကပ်ချင်ကပ်ထားနောက်ပုံအဲဒီဆွဲပြီးတော့မှတ်ကပ်ချင်ကပ်ထားတော့ဆိုဒီကောင်လေးကရှင်းနေတော့ဒီကောင်အချုံချုံထားပြီးသလိုဖြစ်နေ ဒါကြောင့်ကိုကကြက်တဲ့ခါကျရင်ပို့ပြီးတော့လွှဲတယ်ရေတဲ့ခါကျရင်ဟိုလိုမျိုးအတိအကျအရှိမဒီလိုမျိုးကိုအတိအကျရေးပြီးပါနော်မာပြန်ပြီးပြောမယ်ဆိုရင်နှစ်ချုပ်ပြန်ပြီးပြောမယ်ဆိုရင်အပင်ဒီမှာကဉ္ဉပင်ရမဟောဂရီပင်ရနော်ကြောက်ထင်းရှုပင်ရတစ်ခွားနဲ့ရဟာတောင်ဇလက်နေရအန်နေကြဖြစ်တယ်မြန်မာနိုင်ငံမျိုးစိတ်တွေအဲမြန်မာပါတဲ့နောက်တစ်ခုသိစားမှာဆိုဆင်းရရွှေသမင်းရလင်းပါရဒေါင်းရကျယ်လေးရကလည်း သွား NNI ဖြစ်တဲ့မျိုးစိတ်ပါတယ်ဒီ view နဲ့ပတ်သက်ပြီးတော့ machine တိုင်းရေးသိရှင်းတာတခုရှိ comment မှာ mark ခဲ့ပြီးလို့ရတယ်အကဲအတမပါဘာညာတခုဆိုလဲ mark ခဲ့ပြီးလို့ရရပါတော့အာကျွန်တော်ပြန်ပြီးစူးစမ်းပေးပါမယ်အမှ okay သိရှင်းတာရှိလဲတခုအမှန်ခဲ့ပြီးလို့ရတယ်အာ mark ခဲ့ပြီးလို့ရရပါတော့ကိုပါသိရှင်းတယ်ဘယ်လိုမျိုးဖြစ်တယ်နားမလဲဥပါညာအမှန်ခဲ့ပြီးလို့ရတယ်ဒီဒီအာကဒီအခုတင်သွားတဲ့ NNI species ကကျွန်တော်ရေးကိုကြက်ရမယ်ဥစ္စာလို့ကျွန်တော်ပြောချင်ပါတယ်ရေးကိုကြက်ပါရေးကြက်ပါအရှိအဟာရဲ့ revision ပြန်လိုက်ကြပါစေ welche Lehrprogramme wir nennen. Genau.